မင်္ဂလာပါ Drive Channel နေပြန်နေကြိုလိုက်ပါတယ်ဒီကဒီကူလေးမှာတော့ Nucleus ဆိုတာပါလေ Nucleus ကိုဘာသာထုတ်နေထုတ်ထားရလဲတူတူနီယန်ကဘယ်ကရရလဲကောင်းကျိုးဆိုးကျိုးတွေကရောဘာတွေလဲဘယ်လိုထုတ်ထားလဲစတဲ့အကြောင်းရတယ်ခုပညာပိုင်းဆိုင်ရာစကားလုံးတွေမတုံးမဲနဲ့ရိုးရှင်းလွယ်ကူတဲ့ပုံစံနဲ့ပြောပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ် Nucleus ဆိုတာကအတန်တစ်ခုအပြင်မှာရှိတဲ့ Nucleus ကိုအကြောင်းပြုပြီးတော့မှခေါ်ဆိုကြတာပဲဖြစ်ပါတယ် Nucleus အတွင်းမှာဆိုရင် Proton ရယ် Neutron ရယ်ပါရှိပြီးတော့မှ Neutron ရေးတွေအပြောင်းလဲပုံမူတည်ပြီးတော့မှ isotope တွေလည်းခြားနာကြတာဖြစ်ပါတယ် နျူကလ িয়ার ကိုယူရေနီယံတက်ထုကနေထုတ်ယူရတာဖြစ်ပါတယ်။ယူရေနီယံမှာအိုက်ဆိုတိုသုံးခုရှိပါတယ်။ယူရေနီယံ235ရဲ့ယူရေနီယံ234ရဲ့ယူရေနီယံ238ရဲ့ဆိုပြီးတော့မှအိုက်ဆိုတိုသုံးခုရှိပါတယ်။အိုက်ဆိုတိုဆိုတာကတော့နျူကလ িয়ার ထဲမှာရှိတဲ့ပရိုတွန်ရေအတွက်တူပြီးတော့မှနျူထရွန်ရေအတွက်မတူတဲ့ dressing တွေကိုအိုက်ဆိုတိုလို့ခေါ်တာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ပရိုတွန်ရေအတွက်တူတယ်နျူထရွန်ရေအတွက်မတူဘူး။ဒါကိုကျွန်တော်တို့အိုက်ဆိုတိုလို့ခေါ်တာဖြစ်ပါတယ်။နျူထရွန်ရေအတွက်မတူကြကြအောင်မလို့ atomic number လို့ခေါ်တဲ့အလေးချိန်ကလည်းမတူကြပါဘူး။ပရိုတွန်ရေအတွက်ကတော့တူကြပါတယ်။ ါကြောင့်မလို့ဓာတ်ဂုံတက်တိတွေကလည်းတွေ့ကြတာဖြစ်ပါတယ်ဥပမာယူရီနီယံမှာယူရီနီယံချင်းချင်းမလို့ chemical property လို့ခေါ်တဲ့ဓာတ်ဂုံတက်တိချင်းတွေ့ပါတယ်ဒါပေမဲ့လို့လေးချိန်ကွဲခြားပါတယ်ဒီသဘောပါပဲယူရီနီယံကိုသဘောပေါက်မိုင်းတွင်းတွေကနေပြီးတော့မှ2 4ရရှိနိုင်ပါတယ်ဒါပေမဲ့လို့ယူရီနီယံ2 3 4ကတော့မတွေ့ရသလောက်ကိုရှားပါပါတယ်သူ့ရဲ့ပါဝင်နှုန်းကတော့0.7လောက်ပဲရှိတာဖြစ်ပါတယ် union 238ကတော့99.3%ခန့်ပေါ်ပေါ်များများပါဝင်နေတာဖြစ်ပါတယ် ဒါပေမဲ့ uranium 238ကပြုတ်ကွင်းနိုင်စွမ်းမရှိတဲ့အတွက်ကြောင့်မလို့ nuclear စွမ်းရင် ထုတ်တဲ့အခါမှာ uranium 238ကိုမသုံးမဲနဲ့ uranium 235ကိုပဲအသုံးပြုကြတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ပေါ်ပေါ်များများရနိုင်တဲ့ပါဝင်မှုရာခိုင်နှုန်းများတဲ့ uranium 238ကိုမသုံးတော့ဘူးလားဆိုရင်တော့အဲ့လိုမဟုတ်ပါဘူး။ nuclear လက်နက်ထုတ်လို့ဖို့အတွက် plutonium ကိုချက်လုတဲ့အခါမှာချက်လုတဲ့တော့ထုတ်ယူတာပေါ့။ plutonium ကိုရယူတဲ့အခါမှာဒီ uranium 238ကိုပဲအသုံးပြုကြတာပဲဖြစ်ပါတယ်။ ူတူနီယံဆိုတာကသဘာဝကနေထုတ်ပြီးလို့ရနိုင်ပေမဲ့လို့အလွန်ရှားပါတာကြောင့်မလို့ယူရီနီယံ238ကနေပြောပါပဲအဆင့်တပေါင်းမူတွင်ရနေပြီးတော့မှထုတ်ပြီးကြတာဖြစ်ပါတယ်ဒါကိုတော့နောက်ပိုင်းမှာကျွန်တော်ဆက်ပြီးတော့မှပြောပြပေးမှာဖြစ်ပါတယ်နျူကလ িয়ার ဆွမ်းရင်ကိုဘယ်လိုထုတ်ယူသလဲဆိုတော့စောစောကပြောခဲ့တဲ့ယူရီနီယံ235ကနေပဲထုတ်ယူလို့ရတာဖြစ်ပါတယ်အရင်ဆုံးတပေါင်းဘဝကရတဲ့ယူရီနီယံတက်ထူရိုင်းတွေကို24ချိတ်ခွဲပြီးတော့မှဓာတ်ုံနီးနဲ့တန့်စင်ရပါတယ်တန့်စင်နေဆိုတာကလည်းရုံးတော့ပေါင်းဆက်ပါဝင်နေတဲ့ အခြား dressing တွေနဲ့အညစ်အကြေးတွေဖုံမှုန့်တွေကိုတန့်စင်သွားရုံပဲဖြစ်ပါတယ်။အဲ့ဒီလိုတန့်စင်တဲ့အဆင့်မှာ Union 235က Union 238ကရုံတော့ပါဝင်နေတဲ့ Union Dionside အမှုန့်တွေပဲဖြစ်ပါတယ်။တူရတဲ့ Union 235တန့်နေရတာမဟုတ်သေးပါဘူး။အဲ့ဒါကိုကျွန်တော် yellow gate လို့ခေါ်ပါတယ်ဗျ။ဒီညမှာတစ်ခုကြံနေသေးတာက Union 235က0.7%လောက်ပဲပါလာမှုလို့3ရာခိုင်နှုန်းကနေပြီးတော့မှ5ရာခိုင်နှုန်းထိရောက်အောင်ကျွန်တော်ပြုလုပ်ပေးရတာဖြစ်ပါတယ်။ ဒါကို enrichment လို့ခေါ်တာဖြစ်ပါတယ်။ဒီ enrichment ဖြစ်စင်မှာကတော့ union 235ရဲ့ power win နှုန်းက0.7လောက်ဖြစ်တာကို3ကနေပြီးတော့မှ fire gain တော့ဒီ power မှု2လောက်အောင်ကျွန်တော်ပြုလုပ်ရတာကိုဆိုတာဖြစ်ပါတယ်။ union 238ကိုလည်းခွဲထုတ်ပြအောင်မှာပဲဖြစ်ပါတယ်။အဲကြောင့်မလို့ဘိုးကွာစနစ်ကိုသုံးပြီးတော့မှတစ်ချက်ခုတစ်ချက်ပြန်နေနဲ့ union 235ရဲ့ power မှုရ gain နှုန်း3ရက်နေ5ထိရောက်လာအောင်နဲ့ union 238ကို ခွဲထွက်သွားအောင်ဘူခွာဆက်မှာအချိန်ချင်းတန့်စင်ရတာဖြစ်ပါတယ်ဘူခွာစနစ်ဆိုတာကတော့ဘူခွာဆက်ထဲမှာ UF စစ်လို့ခေါ်တဲ့ဓာတ်ငွေ့တစ်မျိုးကိုထည့်ထားပြီးတော့မှစောစောကရထားတဲ့ uranium dioxide အမှုန်တွေကိုထည့်ပြီးတော့မှမြန်နှုံးမြင့်နဲ့လက်ပတ်စီခြင်းပဲဖြစ်ပါတယ်အဲ့လိုလက်ပတ်ခြင်းအပြင် လေးတဲ့ isotope 238တွေကဘေးကိုရောက်သွားပြီးတော့မှပို့တဲ့ isotope ဖြစ်တဲ့ uranium 235ကအလဲမှာစုပြီးတော့မှခွဲထုတ်တန့်စင်တဲ့စနစ်ကိုဘူခွာစနစ်လို့ခေါ်တာဖြစ်ပါတယ် ရလာတဲ့ Union 235ရဲ့ပါဝင်မှုလုံးတိုးလာဖို့အတွက်ဘိုးကွာဆက်နဲ့အချိန်ပေါင်းများစွာ ပြုလုပ်တန့်စင်ရတာဖြစ်ပါတယ်235ရဲ့ပါဝင်မှုရာခိုင်နှုန်းက300ခိုင်နှုန်းနဲ့ပြီးတော့မှ900ခိုင်နှုန်းရပြီဆိုရင်တော့ရလာတဲ့ဒီ Union 235ကိုစီလင်ဒါပုံစံလေးတွေဖြစ်အောင်ပုံသွင်းရတာဖြစ်ပါတယ်အဲ့ဒါကိုပဲကျွန်တော်တို့က fuel pellet လို့ခေါ်ပါတယ်ရလာတဲ့ fuel pellet ကလေးတွေကိုတော့ခိုင်ခန့်တဲ့သတ္ထုကြောင်းတွေကိုစီပြီးတော့မှထည့်ထားရတာဖြစ်ပါတယ် အဲ့ဒါတွေကိုမှတပေါင်းဘူးထဲမှာထည့်ပြီးတော့မှနျူကလီးယားလောင်စာဖြစ်သုံးရတာဖြစ်ပါတယ်တပေါင်းဘူးထဲမှာရှိတဲ့နျူထရွန်တွေက uranium 235 atom ကိုတိုက်ခိုက်ပါတယ်အဲ့လိုတိုက်ခိုက်တဲ့အခါမှာ uranium atom တွေကကွဲထွက်လာပြီးတော့မှအပူဆွမ်းရင်လည်းနျူထရွန်တွေထွက်လာပါတယ်ထွက်လာတဲ့နျူထရွန်တွေကတော့ uranium 235 atom တွေကိုထပ်ပြီးတော့မှတိုက်ကြပါတယ်အဲ့ဒီလိုမဆုံးနိုင်တဲ့ chain reaction လို့ခေါ်တဲ့ဝင်ဆက်ဓာတ်ပြုမှုကြီးတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်ရလာတဲ့ဝင်ဆက်ဓာတ်ပြုမှုကနေပြီးတော့မှ အပူဆွမ်းရင်လည်း ရေဒီယိုတက်တူးကြွအိုက်ဆိုတုပ်တွေကိုထုတ်ယူတာဖြစ်ပြီးတော့မှလျှက်စစ်ဈေးပညာစက်မှုလုပ်ငန်းနဲ့သုတေသနလုပ်ငန်းတွေမှာအသုံးပြုကြတာဖြစ်ပါတယ်။ဒါကလည်းကျွန်တော်တို့မတ်လောက်ဆရာရှိတဲ့စွမ်းအင်တွေဖြစ်တာမို့လို့ရေဒီယိုတက်တူးကြွဆိုဂျိုးတွေကိုသိပေမဲ့လို့ဒီနျူကလ িয়ার စွမ်းအင်ကြီးကိုဆက်လက်အထောက်ပြုပန်းနေကြတာပဲဖြစ်ပါတယ်။နောက်တစ်ခုကဖျားပင်းလုံးနဲ့နျူကလ িয়ার လက်နက်ကိုဘယ်လိုထုတ်တာလဲ။ဖျားပင်းနဲ့နျူကလ িয়ার လက်နက်ကိုဘယ်လိုထုတ်တာလဲဆိုတော့ plutonium 239 atom ကို လုံလောက်တဲ့ဖိအားပေးပြီးတော့မှပေါက်ကွဲစေခြင်းပဲဖြစ်ပါတယ်။အဲ့ဒါဆိုရင်ပလူတိုနီယံကိုဘယ်ကရရတယ်လဲ။ပလူတိုနီယံကိုကျွန်တော်တို့သဘာဝကနေပြီးတော့မှတူဖော်လို့ရနိုင်ပါတယ်။ဒါပေမဲ့လို့အလွန်ရှားပါလာကြောင်မလို့တူဖော်တဲ့နည်းကိုမသုံးကြတော့ပါဘူး။ဗီဒီယိုရဲ့အစားအမမှာပြောခဲ့သလို Union 238ကိုတပ်ပေါင်းပေါ်မှာထည့်ပြီးတော့မှ Neutron ကိုစုပ်ယူစေခြင်းအဖြစ်ကျွန်တော်တို့က Uranium 238ကနေပြီးတော့မှ Uranium 239ကိုကြောင်းလဲယူတာဖြစ်ပါတယ်။ Uranium 239ရဲ့မတည်ငြိမ်မှုတွေကြောင့်မလို့ဘီတာပြိုကွဲခြင်းတွေဖြစ်ပေါ်လာပါတယ်။ ဲ့ဒီပြုတ်ခွဲခြင်းတွေကနေပြီးတော့မှ Neptunian 239နဲ့ Plutonian 239 dressing တွေဖွက်လာတာဖြစ်ပါတယ်ဖွက်လာတဲ့ dressing တွေကမှ Plutonian 239ကိုမှဓာတုနည်းနဲ့ခွဲထုတ်ရယူတာပဲဖြစ်ပါတယ်ခွဲထုတ်ပြီးရလာတဲ့ Plutonian 239ကိုမှလိုအပ်တဲ့ဖိအားပေးပြီးတော့မှပေါက်ကွဲစေတဲ့လက်နက်ဖြင့်အသုံးပြုကြတာဖြစ်ပါတယ်ဒါတွေက nuclear အတွင်းကဖြစ်စဉ်တွေဖြစ်တဲ့အကြောင်းမလို့ nuclear ဓာတ်ပေါင်းဖို့ nuclear လက်နက်စတဲ့အသုံးအနှုန်းတွေကိုတုံးဆွဲကြတာဖြစ်ပါတယ် Plutonian 239ကိုမှ နျူကလ িয়ার လက်နက်ဖြစ်တဲ့အသုံးပြုတဲ့ခါမှာဆိုရင်ပျက်စီးမှုတက်ရောက်မှုအတိုင်းအတာတွေကအလွန်ကြီးမားပြီးတော့မှကြောင်းမဖွယ်ကောင်းပါတယ်အကြမ်းမင်းပြောရမယ်ဆိုရင်တော့ကျွန်တော်ပောက်ကွဲရပါပောက်ကွဲရမှာဆိုရင်ပလူတိုနီယံ239ရဲ့ပောက်ကွဲရက TNT တန်ပေါင်းများစွာရဲ့ပောက်ကွဲရတဲ့ညီမြပါတယ်ပောက်ကွဲမှုရဲ့ဗဟိုချက်နဲ့နီးတဲ့နေရာတွေမှာအဆောက်အုံတွေလူတွေနဲ့အခြားအရာအားလုံးဟာချက်ချင်းပြာကျသွားနိုင်ပါတယ်အဝေးမှာရှိတဲ့အဆောက်အုံတွေဆိုရင်လည်းပျက်စီးပြီးလူတွေဟာပြင်းထန်တဲ့ဒဏ်ရာတွေကိုရရှိနိုင်ပါတယ် ပေါက်ကွဲမှုကနေထွက်လာတဲ့အပူရောင်ကြီးကနေရဲ့အပူချိန်နဲ့အစာအောင်များစွာပို့ပြီးတော့မှပြင်းထန်နေလို့လည်းသိရပါတယ်။အဲ့ဒီပူချိန်ဟာအဝေးကြီးမှာရှိတဲ့လူတွေကပါပြင်းထန်တဲ့မီးလောင်ဒဏ်ရာတွေကိုရရှိစေနိုင်ပါတယ်။ဒီလောင်မှုတွေဟာမြို့ကြီးတစ်ခုလုံးကိုလောင်ကျွမ်းစေပြီးတော့မှအချိန်ကြာကြီးကျွန်တော်တို့မင်းငိမ့်တက်ဖို့ခက်ခဲနိုင်ပါတယ်။ရေဒီယိုတက်ထွကြွာကတော့ပေါက်ကွဲမှုကနေထွက်လာတဲ့ရေဒီယိုတက်ထွကြွာအမှုန်တွေဟာလေနဲ့တူအဝေးကြီးတစ်ခုပြန့်လွင့်သွားနိုင်ပါတယ်။အဲ့ဒီအမှုန်တွေဟာဆိုရင်မြေပြင်ကိုကျောက်ပြီးတော့ နှစ်ပေါင်းများစွာပတ်ဝန်းကျင်ကိုစိတ်တော့ဖြစ်စေပါတယ်။ရိုးရိုးပြီးစားပြောင်းလဲခြင်းနဲ့အခြားကျန်းမာရေးပြဿနာတွေကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။သဘောပတ်ဝန်းကျင်ထိခိုက်မှုကတော့နျူကလ িয়ার ပေါက်ကွဲမှုကဆိုရင်ပတ်ဝန်းကျင်ကိုအကြီးကျယ်ပျက်စီးစေပါတယ်။သစ်ပေတွေတလိဆန်တွေနဲ့အခြားသက်ရှိတွေအများပြားသိဆုံးနိုင်ပါတယ်။မြေစီလွန်နဲ့ရေတွေကိုလည်းအစိတ်တောက်တွေဖြစ်စေပြီးတော့မှနှစ်ပေါင်းများစွာပြန်လည်ကောင်းမွန်မှုအတွက်ခက်ခဲနိုင်ပါတယ်။ပလူတိုနီယံ239ကိုအသုံးပြုတဲ့နျူကလ িয়ার လက်နက်တစ်ခုဟာမြို့ကြီးတစ်ခုလုံးကို ပြာကျသွားစေနိုင်ပါတယ်။နည်းနည်းအများပြသုံးပြီးမှဆိုတော့တိုက်ကြီးတစ်ခုလုံးဒါမှမဟုတ်ကဘာကြီးတစ်ခုလုံးဒီကိုပြာကျပျက်စီးသွားနိုင်ပါတယ်ဗျ။ဒီရှိမှလည်းလူသားတွေရဲ့ကျန်းမာရေးနဲ့ပတ်ဝန်းကျင်ကိုအဆိုးရွားဆုံးထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်မလို့ plutonium 239ကိုအသုံးပြုတဲ့ nuclear လက်နက်တွေရာဆိုရင်လူသားတွေနဲ့ကဘာအတွက်အလွန်အန္တရာယ်များတဲ့လက်နက်ကြီးဖြစ်ကြောင်းတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ဗျ။ကျွန်တော်အချင်းချင်းပြန်ပြီးတော့မှပြောရမယ်ဆိုရင်တော့ယူရေနီယံမှာဆိုရင် isotope 3မျိုးရှိပါတယ်။အဲ isotope 3မျိုးတွေကဘာလဲဆိုတော့ယူရေနီယံ234ရဲ့ union 235ရဲ့ union 238ရဲ့ပဲဖြစ်ပါတယ်234ကတော့ကျွန်တော်တို့သဘောပေါက်မှာအလွန်တွေးရခဲ့ရကြောင်မလို့234ကိုမတုံးပါဘူး238ကလည်းကျွန်တော်တို့ဒီ neutron တွေပောက်ကွဲမှုအားနည်းတာကြောင့်မလို့သူ့လည်းကျွန်တော်တို့ဒီ power plant တုံးတဲ့ခါမှာမတုံးပါဘူးအဲ့တော့ power plant တော့ကတော့အဓိကက union 235ကိုပဲတုံးပြီးကြတာဖြစ်ပါတယ်အဲ့တော့ union 235ကိုတန့်စင်ပြီးတော့မှကျွန်တော်တို့ဓာတ်ပေါင်းပိုတွေ စွန့်ရင်ထုတ်လုပ်တဲ့နေရာတွေမှာအသုံးပြုကြတာဖြစ်ပါတယ်။ Tutunian ကတော့ Union 238ကနေပြီးတော့မှတစ်စိထုတ်လုပ်ယူရတာဖြစ်ပါတယ်။ Union 238ကိုတပေါင်းမှုထဲမှာထည့်ပြီးတော့မှတခြား neutron တွေနဲ့တိုက်စီခြင်းအပြင် neutron တွေကိုဆွဲယူသွားတဲ့အတွက်ကြောင့်မလို့ရှိတဲ့ neutron တန်ဖိုးထဲတလုံးပို့ပြီးတော့မှမြင့်သွားတာဖြစ်ပါတယ်။ Union 238ကနေပြီးတော့မှ Union 239ဖြစ်သွားတာဖြစ်ပါတယ်။အဲ Union 239က မတူညီတဲ့အတွက်ပြုတ်ကွဲလာပါတယ်ပြုတ်ကွဲလာပြီးတော့မှပလူတူနီယန်239ထွက်လာတာဖြစ်ပါတယ်ထွက်လာပလူတူနီယန်239ကိုမှတို့ဖျားပြင်းနဲ့လက်နက်ဖြင့်အသုံးပြုကြတာဖြစ်ပါတယ်အဲ့တော့သဘောဝရရှိလာတဲ့ယူရေနီယံတွေကို235ဖြင့်ခွဲခြားတန့်စင်ပြီးတော့မှတို့ပါဝါပလန့်တွေကိုအသုံးပြုပါတယ်လက်နက်အတွက်ထုတ်ဖို့ဆိုရင်တော့ယူရေနီယံ238ကနေပြီးတော့မှဓာတ်ပေါင်းဖို့ရဲမှာယူရေနီယံ239ဖြစ်အောင်တို့ WZ ပြီးတော့မှပလူတူနီယံကိုထုတ်ပြဖြစ်ပါတယ်အဲ့ရလာတဲ့ပလူတူနီယံကမှတို့ကမ္ဘာမှာဖျားပြင်းနဲ့ atomic bomb လို့ခေါ်တဲ့ကျွန်တော် nuclear လက်နက်ကြီးကိုထုတ်လွှတ်တာဖြစ်ပါတယ်ကြွ။အဲကတော့ nuclear နဲ့ပတ်သက်တဲ့အဲကျွန်တော်တို့အကြံဉာဏ်ကြောက်လာလေးတွေပဲဖြစ်ပါတယ်။အဲဒီတဲ့ပို့ပြီးသေးသေးသိကျင်နေစင်တော့ကျွန်တော်ရဲ့ comment မှာပြောပြခဲ့လို့ရပါတယ်ကြွ။ဒီ video လေးကိုစောင့်ကြည့်ပြည့်အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်လာမယ့် video တွေမှာကြည့်တွေ့ကြမှာကြွ။